လက်နက်ကြီးတွေစစ်သည်မောတွေနဲ့တိုက်ခိုက်ရေးစရုပ်ခွေတွေအပါအဝင်တရုတ်ရဲ့အစင်းမြင့်စစ်လက်နက်တွေပါဝင်တဲ့နိုင်ငံအကြီးအမားဆုံးပူးတွဲစစ်ရေးလေကျင်းမှုတွေကိုကမ္ဘောဒီးယားနဲ့တရုတ်တို့ကမေလ14ရက်နေ့မှာစတင်ပြုလုပ်ခဲ့ပါတယ်။ကမ္ဘောဒီးယားဟာပေကျင်းရဲ့အမားခံမဟာမိတ်ဖြစ်နေတာကြားပြီးဖြစ်ပြီးဘီလီယံနဲ့ချီတဲ့ယင်းနှိမ့်ညံ့မှုတွေကိုလက်ခံရရှိနေတာပါ။ပေကျင်းကကမ္ဘောဒီးယားရေတပ်အခြေစိုက်စခန်းတစ်ခုကို ဒေတာရင်းအောစာပုံမလွှမ်းမိုးနိုင်ရေးအသုံးချနေတယ်လို့အမေရိကန်ကပြောပါတယ်။မေလ28ရက်နေ့အထိပြုလုပ်သွားမဲ့ပူးတွဲစီရေလေကျင်းမှုတွေမှာတရုတ်စစ်သား900နီးပါးနဲ့ကမ္ဘောဒီးယားစစ်သား1300ကျော်ပါဝင်ကြောင်းကမ္ဘောဒီးယားတော်ဝင်စစ်တပ်ကကြေညာချက်တရက်မှာဖော်ပြထားပါတယ်။ရဟတ်ရင်တွေစစ်သင်းမောတွေကင်းထောက် drone တွေတိုက်ခိုက်ရေးစရုပ်ခွေတွေအပါအဝင်တရုတ်ကအစစ်မြင့်73ပစ္စည်းတွေကိုထယ်သွင်းလေ့ကျင့်သွားမှာဖြစ်ပါတယ်။ နိုင်ငံစစ်တပ်များကြားပူးပေါင်းဆောင်ရွက်မှုအကောင်လာစေရေးဆက်ဆံရေးတွေပုံမလဆိုင်လာစေရေးနှစ်စဉ်ဆစ်စဉ်ရေးကိုပြုလုပ်တာဖြစ်တယ်လို့ကမ္ဘောဒီးယားစစ်တပ်ကပြောပါတယ်စစ်သားအရေးအတွက်အရာရောစစ်လက်နက်တွေအရာပါယခုနှစ်ပူးတွဲစီရေးလေ့ကျင့်မှုဟာပိုကြီးမားပါတယ်ရွှေနဂါးလိုအမိပေးထားတဲ့စီရေးလေ့ကျင့်မှုတွေကနေတဆင့်တရုတ်ကသူ့ရဲ့စူပါပါဝါအင်အားကိုဖော်ထုတ်ပြနေတာဖြစ်တယ်လို့ကမ္ဘောဒီးယားနိုင်ငံရေးလေလာသူဗီရက်ကပြောပါတယ်